အားလုံးမင်္ဂလာပါစေဘကဟန် knowledge sharing channel အနေနဲ့ကြိုဆိုပါမယ်ဒီနေ့တချင်တဲ့အတူ grade 10 biology chapter 4.1.2 types of nutrients အပိုင်းနှစ်ကိုအတူလေ့လာကြရအောင် animal စိတ်မှာလိုအပ်တဲ့ nutrients အမျိုးအစားတွေကိုလေ့လာမှာဖြစ်ပါတယ် nutrients are animal စိတ်ကိုအာဟာရပေးဖို့အတွက်လိုအပ်တဲ့ substance တွေကို nutrients လို့ခေါ်ပါတယ် nutrients မှာနှစ်မျိုးရှိပါတယ် မက်ခရိုနျူထရန့်စ်နဲ့မိုက်ခရိုနျူထရန့်စ်ဆိုတော့မှနှစ်ခုခွဲထားတာဖြစ်ပါတယ်။ပမာဏများများလိုတဲ့အတွက်ကြောင့်မက်ခရိုနျူထရန့်စ်လို့ခေါ်ပြောမှပမာဏအနည်းငယ်ပဲလိုတဲ့အတွက်ကြောင့်မိုက်ခရိုနျူထရန့်စ်လို့နှစ်မျိုးခွဲထားတာဖြစ်ပါတယ်။မက်ခရိုနျူထရန့်စ်အောက်မှာတော့ကာဗိုဟိုက်ဒရိတ်ဖက်တ်စ်ပရိုတီးဖိုင်ဘာစ်နဲ့ဝါတာတွေဖြစ်ပါတယ်။မက်ခရိုနျူထရန့်စ်ထဲမှာအနာဂျီကိုပေးတဲ့နျူထရန့်စ်တွေကတော့ကာဗိုဟိုက်ဒရိတ်ဖက်စီပရိုတီးနဲ့ ဖြစ်ပြီးတော့ plant စီ animal စီအနေရရှိတာဖြစ်ပါတယ်။ energy မပေးတဲ့ macronutrients စီကတော့ fibers နဲ့ water ဖြစ်ပါတယ်။ energy မပေးပေမဲ့ water ကတော့ metabolism အတွက် essential ဖြစ်ပါတယ်။ nutrients စီကို macro နဲ့ micronutrients ခွဲထားပါတယ်။ micronutrients အောက်မှာတော့ vitamin စီ mineral စီလိုပါတယ်။ mineral စီအောက်မှာတော့ပမာဏများများလိုတဲ့ mineral တွေကို macro minerals လို့ခေါ်ပြောမှာပမာဏအနည်းငယ်ပဲလိုတယ် minerals တွေကို micro minerals ဆိုပြီးမှထပ်ခွဲထားတာဖြစ်ပါတယ် nutrients တွေကိုသူတို့ကိုသုံးတဲ့ function အရာ group သုံးခုခွဲနိုင်ပါတယ် energy ဖြစ်စေသောအစာအုပ်စု energy giving ယောဂကာဝယ်စေသောအစာအုပ်စု protective food နဲ့ခန္ဓာကိုယ်ကြီးထွားစေသောအစာအုပ်စု body building ဆိုပြီးမှသုံးမျိုးခွဲခြားထားနိုင်ပါတယ် micronutrients တွေမှာတော့ vitamin C mineral C ပါပါတယ် vitamin C ကတော့ cellular and extracellular chemical reactions အတွက်လိုအပ်တာဖြစ်ပါတယ် vitamin C အကုန်လုံးက energy တစ်မျိုးပဲပေးတာမဟုတ်ပါဘူးတချို့ vitamin C က immune system အတွက်လိုပရောမှာတချို့ vitamin C ကတော့ blood clotting other body functions အတွက်လိုအပ်တာဖြစ်ပါတယ်အရေးကြီးတဲ့ vitamin C က vitamin A vitamin B complex vitamin C vitamin D တို့ဖြစ်ကြပါတယ် vitamin C ကိုသူတို့ရဲ့ solubility ရ water soluble vitamins နဲ့ fat soluble vitamins ဆိုပုံမှာနှစ်မျိုးခွဲခြားနိုင်ပါတယ် fat soluble vitamin ဆရာ vitamin A D E K ဖြစ်ပါတယ် water soluble vitamin ဆဲမှာတော့ vitamin B complex နဲ့ vitamin C တွေပါဝင်တာဖြစ်ပါတယ် energy production မှာလိုအပ်တဲ့ vitamin B complex ကိုပြထားတာဖြစ်ပါတယ် vitamin B1 B2 B3 B5, vitamin B6, energy protection မှာလိုအပ်တဲ့ vitamin C ဖြစ်ပါတယ်။ Black coagulation factor synthesis မှာပါဝင်တဲ့ vitamin ကတော့ vitamin K ဖြစ်ပါတယ်။ Vitamin C ကတော့ collagen synthesis တွေမှာပါဝင်ပါတယ်။အသားရေချောမွေးဖို့အနာကျပ်ဖို့တွေအတွက်လည်းလိုအပ်တာဖြစ်ပါတယ်။ Immune system ကိုလည်း strengthen ဖြစ်စေပါတယ်။ Chronic disease တွေကိုလည်းရောဂါကိုပိုပြီးတော့ဆုံးမသွားအောင်ထိန်းပေးတာမျိုးလုပ်ပါတယ်။ immune system ကို support လုပ်တဲ့ vitamins and minerals တွေပြထားတာဖြစ်ပါတယ်။ vitamin C, vitamin D, A နဲ့ minerals တွေကတော့ zinc, iron, magnesium တွေဖြစ်ပါတယ်။ minerals တွေကတော့ chemical reaction တွေအပြင် cells နဲ့ tissue တွေရဲ့ structural components အနေနဲ့ပါဝင်တာဖြစ်ပါတယ်။ minerals တွေက body growth, bone and muscle health နဲ့တခြား process တွေအတွက်လည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်။ Important minerals ကတော့ calcium, iodine, iron, magnesium နဲ့ potassium တွေဖြစ်ပါတယ်။လူတွေမှာလိုအပ်တဲ့ macronutrients စီအမျိုးအစား food sources, functions နဲ့ effects of deficiency တွေကိုဆက်လက်လေ့လာသွားမှာဖြစ်ပါတယ်။ Carbohydrates, bread, beans, milk, popcorn, potatoes, cookies spaghetti and soft drinks စီမှာရနိုင်ပါတယ်။ carbohydrate ကတော့ body ကိုအဓိက energy ပေးပါတယ်။ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ fuel ဖြစ်ပါတယ်။ brain က glucose ကိုအဓိကအသုံးပြုတာဖြစ်ပါတယ်။ carbohydrate deficiency ဖြစ်မင်းဆိုရင်လက္ခဏာတွေကတော့ nausea, dizziness, မူရာမျိုး constipation ဝမ်းချုပ်တဲ့ lethargy နေရတာမအိမ်မသားဖြစ်တဲ့ bad breath loss of appetite အစားအစာစားရတာအရသာမရှိဘူး excessive breakdown of protein မျိုးဖြစ်နိုင်ပါတယ်ကာဗိုဟိုက်ဒရိတ်က energy ကိုအဓိကပေးတဲ့အတွက်ကြောင့်ကာဗိုဟိုက်ဒရိတ်မရှိဘူးဆိုလို့ရှိရင် body မှာရှိတဲ့ protein တွေကို breakdown လုပ်ပြီးတော့မှ energy အတွက်ကိုသုံးလို့ဖြစ်ပါတယ်ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့အစားအစာတွေဖြစ်ပါတယ်ကာဗိုဟိုက်ဒရိတ်အပြင်တခြားလိုအပ်တဲ့ nutrients deficiency ဖြစ်တဲ့အခါမှာ မရက်စမတ်လို့ခေါ်တဲ့အစာအာဟာရချိုတဲမှုလက္ခဏာကိုခံစားရတာဖြစ်ပါတယ်ပရိုတင်းစေကတော့ animal's origin ဖြစ်တဲ့ meat fish eggs poultry dairy products တွေရရှိပြီးတော့မှ plants origin ဖြစ်တဲ့ပဲအမျိုးမျိုးအနေရရှိတာဖြစ်ပါတယ် protein စေကလည်း energy ပေးပါတယ် body building မှာ protein တွေပါဝင်ပါတယ် body tissues repair အတွက်ကိုလည်းအရေးကြီးပါတယ်အဲ့ဒီအတွက်ကြောင့် protein deficiency ဖြစ်တဲ့အခါမှာ ဝန်ဟီလင်ကိုနှီးစေတာဖြစ်ပါတယ်။ Animal origin ကပရိုတင်းတွေအသားမျိုးမျိုးအနေရနိုင်ပြီးတော့မှခင်းသီးဟရဲ့ထဲမှာတော့ပဲမျိုးမျိုးအနေရနိုင်တာဖြစ်ပါတယ်။ Protein တွေကခန္ဓာကိုယ်မှာအရေးပါတဲ့ function တွေကို ပြုလုပ်ပေးပါတယ်။ Digestive enzymes တွေ antibody တွေ hormones တွေသွေးထဲမှာရှိတဲ့ oxygen ကိုတည်ပေးတဲ့ hemoglobin molecules တွေမှာ protein တွေအဓိကပါဝင်တာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့် protein deficiency ဖြစ်တဲ့အခါမှာ confusion slow ဝန်ဟင်းလင်းဝန်ဟင်းလင်းမကောင်းပါဘူး food craving အစားအစာကိုအရင်စားခြင်းစိတ်တွေဖြစ်ပါတယ် fatigue အားရင်ချိုးတက်နေတလိုမျိုးခံစားရပါတယ် muscle weakness muscle တွေက protein နဲ့လုပ်ထားတဲ့အတွက်ကြောင့် protein deficiency မှာ muscle weakness ဖြစ်ပါတယ်စပင်းနီလက်သဲချေသဲတွေက protein နဲ့လုပ်ထားတဲ့အတွက်ကြောင့် protein deficiency မှာ thing her weakness ဖြစ်ပါတယ် weight loss swelling of the gut တွေကိုခံစားရပါတယ်။ protein တွေက cell growth တွေကိုလည်း regulate လုပ်ပါတယ်။ protein deficiency ဆိုဆိုရရဖြစ်တဲ့အခါမှာသွေးထဲမှာရှိတဲ့ albumin protein ကိုထုတ်တာနှဲသွားပါတယ်။အဲ့ဒီအတွက်ကြောင့်ခန္ဓာကိုယ်မှာပေါ်ရောင်တာမျိုးအိုက်ထဲမှာရေပြင်းဆွဲတဲ့လိုမျိုးလက္ခဏာတွေကိုခံစားရတတ်ပါတယ်။အဲဒါကို Kwashiorkor လို့ခေါ်ပါတယ်။ Fat တွေကတော့ source တွေမှာ butter, animal fats, eggs, milk chocolate, avocado, fish wine and vegetable wine C dietary and fat C ကိုရနိုင်တာဖြစ်ပါတယ်။ fat C က energy ကိုအများကြီးပေးပါတယ်။ခန္ဓာကိုယ်မှာရှိတဲ့ organic ကိုထိခိုက်မှုရာနေကာဝယ်ပေးဖို့အတွက်ကုရှင်နေနဲ့လုပ်ပေးပါတယ်။ fat C ထဲမှာ lipid soluble vitamin C ပျော်ဝင်နေတဲ့အတွက်ကြောင့် fat C ကိုစားခြင်းအပြင် lipid soluble vitamin C ကိုရရှိနိုင်ပါတယ်။ fat cia adds the insulator and provide the taste nerve tissue တွေမှာ electrical signal တွေအတွက်ကို insulator အနေနဲ့ခံပေးထားပါတယ်။အစားအစာတွေကိုလည်းအစီအရင်နဲ့ကြော်တဲ့အခါမှာအရသာပိုရှိစေပါတယ်။ fat deficiency ဖြစ်မယ်ဆိုလို့ရှိရင်အရေပြားမှာ dry, scaly ဖက်ဖက်တွေကွာပြီးတော့မှ dark skin ကိုဖြစ်စေပါတယ်။စပင်းနေမှာဆိုလို့ရှိရင်လေ dry and brittle hands တွေဖြစ်စေပါတယ်အစာစာရာမျိုးကိုပိုပြီးတော့မှ ဖြစ်ပါတယ် ဖက်တွေများတဲ့အစာအစာတွေဖြစ်ပါတယ်။ဖက်ဆလူဘဗိုက်တာမင်စရောဗိုက်တာမင် ADEK ဖြစ်ပါတယ်။ဖက်တွေကိုမစားလို့ရှင်ဖက်တွေမှာဆလူဘဖြစ်နေတဲ့ဗိုက်တာမင် C ကို deficiency ဖြစ်တဲ့လက္ခဏာတွေကိုခံစားရမှာဖြစ်ပါတယ်။ Nervous system မှာရှိတဲ့ neuron စီရဲ့ exon မှာ myelin sheath စီရဖက်တွေနဲ့လှုပ်ထားတာဖြစ်ပါတယ်။ electrical signal တွေကို insulator အနေနဲ့လုပ်ပေးတဲ့အတွက်ကြောင့် nerve conduction ကိုပို့ပြီးတော့မြန်စေတာဖြစ်ပါတယ် ခန္ဓာကိုယ်ထဲမှာရှိတဲ့ organ တွေရဲ့ဘေးမှာ fat တွေဟာကုရှင်နေနဲ့ကာပေးခြင်းအပြင်ဒီ organ တွေကိုတိုက်ရိုက် damage ဖြစ်တာကိုကာဝယ်ပေးပါတယ် fiber စီကတော့ plants origin ဖြစ်တဲ့အစားအစာတွေရပဲရရှိနိုင်တာဖြစ်ပါတယ်။ cereals, whole grain bread, fruit စီဖြစ်တဲ့ apples, berries, pears, melons, orange, bananas, vegetable စီဖြစ်တဲ့ beans, beans, potato, nuts and seeds တွေကနေပရမ fiber စီကိုရရှိတာဖြစ်ပါတယ် fiber တွေကအစာရင်လမ်းကြောင်းထဲမှာတခြားအစာအစာတွေရဲ့ digestion and absorption ကိုနှီးစီတဲ့အတွက်ကြောင့် cholesterol တွေ absorption နေပြီးတော့ blood cholesterol level ကိုကျစေပါတယ် fiber စားလာနေမယ်ဆိုလို့ရှိရင်သွေးကြောနံရံတွေမှာ cholesterol တွေစုပုံပြီးတဲ့အခါမှာနှလုံးရောဂါတွေဖြစ်ဖို့အတွက် risk ကိုပိုများစေပါတယ် fiber ဆီက blood glucose level ကို stabilize လုပ်ပေးတဲ့အတွက်ကြောင့် fiber ဆာကနင်းမယ်ဆိုလို့ရှိရင် blood glucose ကိုကောင်းကောင်းမထိန်းနိုင်မင်းနဲ့စီးကျိုရောဂါကိုထိန်းရခက်တာမျိုးဖြစ်နိုင်ပါတယ်။ intestine contraction ဖြစ်တဲ့ peristalsis ကို stimulate လုပ်တဲ့အတွက်ကြောင့်ဝမ်းချုပ်ခြင်းကိုကာဝယ်ပေးပါတယ်။ fiber တွေကိုစားတာနင်းမယ်ဆိုလို့ရှိရင် constipation စီဖြစ်ပြောင်းမှာ bowel cancer ဖြစ်နိုင်ပါတယ်။ fibers များများပါတဲ့ food စီဖြစ်ပါတယ်။ အကုန်လုံးကတော့ plants origin ဖြစ်ပါတယ်။ဒါကတော့ large intestine မှာဖြစ်တဲ့ကိုလွန်ကင်ဆာတွေကိုပြထားတာဖြစ်ပါတယ်။နောက်ထပ် macronutrients ကတော့ရေဖြစ်ပါတယ်။ drinking water, hot and cold drinks နဲ့ succulent fruits and vegetables ဆီကနေရေကိုရရှိမှာဖြစ်ပါတယ်။အရေရွှမ်းနဲ့အသီးနှံတွေကနေရေကိုအများဆုံးရရှိမှာဖြစ်ပါတယ်။ water က joint ဆီမှာချောမွေ့စီတဲ့ lubrication အလုပ်ကိုလုပ်ပေးပါတယ်။ ရေမြန်းများတောက်ခြင်းအားဖြင့် skin health and beauty ကိုပို့ပြီးတော့ကောင်းစေပါတယ်။ brain spinal cord and other sensitive tissues မှာလည်း cushioning နဲ့လှုပ်ပေးပါတယ်။ joint မှာရှိတဲ့ synovial fluid တွေကလည်း water based ဖြစ်ပါဒီ joint တွေမှာ lubrication function လုပ်ပေးပါတယ်။မောက်ထဲမှာဆိုလို့ရှိရင် saliva ထုတ်ပြီးတဲ့အတွဲကြောင့်အစာအစာတွေကိုမြှုပ်ချတဲ့အခါမှာချောမွေ့စေပါတယ် ဒီ brain ရဲ့ပတ်ပတ်လည်မှာ CSF လို့ခေါ်တဲ့ cerebral spinal fluid တွေက damage ရတာနေကာဝယ်ပေးထားတာဖြစ်ပါတယ်။ water ကအရန်ပူတဲ့အချိန်မှာခန္ဓာကိုယ်ကနေချွေးထွက်ခြင်းအားဖြင့် body temperature ကိုလည်း regulate လုပ်ပေးပါတယ်။ခန္ဓာကိုယ်ကအညစ်အကြေးတွေကိုစွန့်ထုတ်တဲ့အခါမှာ urine, sweating, ဘိုင်းနေမှာရေတွေအဓိကပါဝင် ပြီးတော့မှဖယ်ထုတ်ပေးတာဖြစ်ပါတယ်။ သူရဲမှာရှိတဲ့ရေပမာဏသည် blood pressure ကို maintain လုပ်ဖို့လည်းအကူအညီပေးပါတယ်။ရေတောက်တာနေတဲ့အခါမှာ dry skin, dry on sticky mouth and tongue ကိုဖြစ်စေပါတယ်။ရေတောက်တာနေတဲ့အတွက်ကြောင့်အစာချေတဲ့လမ်းကြောင်းမှာရေနေတဲ့အခါမှာဝမ်းချုပ်ခြင်းကိုဖြစ်စေပါတယ်။ thoughts and hunger, tiredness, headache လက္ခဏာတွေကိုလည်းခံစားရမှာဖြစ်ပါတယ်။ရေနေတဲ့အတွက်ကြောင့် ductury, kidney ကို ရေလုံလုံလောက်လောက်မရဘူးဆိုလို့ရှင်တော့ kidney failure အထိကိုဖြစ်နိုင်ပါတယ်ဒီနေ့ grade 10 biology chapter 4.1.2 types of nutrients အပိုင်းနှစ်မှာ types of nutrients in animals ကောင်းစဉ်အောင်မှာ macronutrients နဲ့ micronutrients နှစ်ခုရှိပါတယ် macronutrients တွေဖြစ်တဲ့ carbohydrate protein fats fiber water တွေရဲ့ food sources function နဲ့ effects of deficiency တွေကိုအတူလေ့လာခဲ့ကြပါတယ် မြန်မာပြည်မှာရှိတဲ့ Great Dane Biology ကို လေ့လာနေတဲ့တခြားသောကျောင်းသားကျောင်းသူတွေအတွက် Civica Health Knowledge Sharing Channel ကို Like and Share လုပ်ပေးကြပါ Sharing is caring မှာ နောက်ထပ်သင်ခန်းစာများမှာပြန်လည်ဆုံတွေ့ကြပါစို့